Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီတစ်ခါမှပြောမယ့်အကြောင်းအရာလေးကတော့ကျွန်တော်တို့ခန္ဓာကိုယ်မှာ protein တက်လို့ခေါ်တဲ့အသားဓာတ်ထွက်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်မှာပေါ်ပြားတဲ့လက္ခဏာတွေအကြောင်းကိုကျွန်တော်ကပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်နေတဲ့ protein တက်ဘာကြောင့်လောတာပါသလဲ protein ဆိုတာက amino acid လို့ခေါ်တဲ့ molecule တွေပေါင်းစပ်ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်ကျွန်တော်ဒီ protein တက်တွေကခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတိုင်းမှာ အများအားလိုအပ်ပါတယ်ပြီးတော့ဇပင်ကနေအယိုးထိတောင်ဒီပရိုတင်းတက်တဲ့လိုအပ်တာပဲဖြစ်ပါတယ်တသားကြည့်ဆောင်ချင်းတဲ့ဒီမကပါဘူးခန္ဓာကိုယ်ရဲ့လုံဆောင်မှုတိုင်းနှီးပါအတွက်လည်းအရေးကြီးတာပဲဖြစ်ပါတယ်ကျွန်တော်တို့ခန္ဓာကိုယ်ကအစီလိုပရိုတင်းတက်ကိုမတော်လောင်နိုင်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဓမ္မရေးကိုထိမ့်သိမ့်ဖို့ပရိုတင်းတက်ကြွယ်ဝတဲ့အစားအစာတွေကိုပုံမှန်စားသုံးဖို့လိုအပ်ပါတယ်ကြေရောက်ပြီးသူတွေနည်းနည်းအားတော့ရေဘူးကအဖြစ်ပေါ့နော်ဒီခနာကိုအလေးချိန်1ကီလိုဂရမ်တိုင်းမှာပရိုတင်း0.8ဂရမ်လိုအပ်မှာပဲဖြစ်ပါတယ် တကယ်လို့ protein တက်ထွက်တဲ့နေရာဆိုလို့ရှင်เนาะတန်ရရှိနေတယ်ဆိုလို့ရှင်အစားအစာရဲထဲမှာ protein တက်ကျွေးဝါးတဲ့အစားအစာတွေကိုပုံပုံထည့်သွင်းပြီးတော့စားသုံးပေးပါ protein တက်ကျွေးဝါးတဲ့အစားအစာတွေကတော့ကြက်သားငါကြက်ဥဥမျိုးမျိုးအမဲသားဒိန်ချင်းနွားနှုတ်ပြီးတော့အပင်ခြေကံနေနဲ့ပြောမယ်ဆိုလို့ရှင်เนาะပဲပဲနီလေတိုဟူအခေါမသီးတွေကလည်းကျွန်တော်ရရှိနိုင်ပါတယ် protein ဖြည့်စွက်စာတွေတောက်သုံးပေးခြင်းဖြင့်လည်းရရှိနိုင်ပါတယ် ျွန်တော်ခန္ဓာကိုယ်မှာဒီပရိုတင်းတက်ချွတ်တဲ့တာကတခြားအာဟာရချွတ်တဲ့မှုရဲ့လောက်တိတာထင်ရှားမှုမရှိဘူးဆိုပေမဲ့ကျွန်တော်ခန္ဓာကိုယ်ကဒီဓာတ်တွေချွတ်တဲ့တယ်ဆိုလို့ရှင်လက္ခဏာတွေပြပါလိမ့်မယ်အဲ့တော့ကျွန်တော်ခုပြောပြမယ့်ပရိုတင်းတက်ချွတ်တဲ့ရင် ဖြစ်ပေါ်နိုင်တဲ့လက္ခဏာ၄ခုကြောင်းကိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်နံပါတ်၁အချက်အနေနဲ့ကတော့ပရိုတင်းတက်ချွတ်တဲ့မယ်ဆိုလို့ရှင်ကျွန်တော်ခန္ဓာကိုယ်မှာအာနေတာတွေပြင်ပနွမ်းနေတာတွေဖြစ်တတ်ပါတယ် ကျွန်တော်ခနာကိုကပရိုတင်းတက်လုံလုံးစွာမရတဲ့အခါမှာသူ့ရဲ့လိုအပ်ချက်တွေကိုပြည့်မီဖို့အတွက် ကြွက်သားတီရှူးတွေကိုဖြိုခွဲပြရပါတယ်။အဲ့လိုဖြိုခွဲလိုက်တဲ့အခါမှာကြွက်သားဆုံရှုံးမှုတွေဖြစ်လာပါတယ်။အဲ့လိုကြွက်သားဆုံရှုံးမှုတွေကအလုံးစုံအားနေခြင်းနဲ့အာရင်နေပါခြင်းတွေနဲ့ပြင်းထန်နေခြင်းတို့ကိုဖြစ်စေနေတာပဲဖြစ်ပါတယ်။အနာယူပြီးသည့်တိုင်အောင်ပင်ပန်းနွမ်းနေမှုတွေရှိနေတယ်ဆိုလို့ရှိရင်တော့ဒါဟာနေ့စဉ်စွမ်းအင်ပမာဏကိုထိန်းထားဖို့ခန္ဓာကိုယ်အညာလိုအပ်တဲ့ပရိုတင်းတက်တွေချွတ်တဲ့နေတဲ့လက္ခဏာတစ်ခုပဲဖြစ်နိုင်ပါတယ်။ နမနစ်အချက်အနေနဲ့ကတော့ပရိုတင်းတက်ချွတ်တယ်မယ်ဆိုလို့ရှိရင်တော့ဇပင်းကျွတ်တာတွေဖြစ်နိုင်တယ်။လက်သေးတွေကျွတ်ဆက်တာတွေဖြစ်လာနိုင်ပါတယ်။ဇပင်းအရေပြားနဲ့လက်သေးတွေကိုအဓိကအားဖြင့်ပရိုတင်းတက်နဲ့ပြုလုပ်ထားတဲ့အတွက်ကြောင့်မို့ဒီပရိုတင်းတက်ချွတ်တဲ့ခြင်းကအထင်ရှားဆုံးလက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ဇပင်းတွေပါလာပြီးကျွတ်လာမယ်။လက်သေးတွေအားနည်းလာပြီးကျွတ်ဆက်လာမယ်။ပြီးတော့ဒီပုံမှန်မဟုတ်တဲ့ဇပင်းကျွတ်ခြင်းနဲ့ခြေသေးလက်သေးတွေကျိုးလွေခြင်းတွေကိုသတိပြုမိမယ်ဆိုလို့ရှိရင်တော့ကျွန်တော်စားတဲ့အစားအစာတွေထဲမှာပရိုတင်းတက်လုံလောက်စွာရရှိဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။အဲ့ဒါပရိုတင်းဓာတ်ကိုလုံလောက်စွာထည့်သွင်းစားသုံးဖို့အချိန်တန်ပြီပဲဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့ကတော့ပရိုတင်းတက်ချော့တက်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မကြာခဏဖျားနာတာတွေဖြစ်လာမယ်ပြီးတော့အနာကျက်နှေးတာတွေဖြစ်လာတတ်ပါတယ်ပရိုတင်းတက်ဆိုတာကကျွန်တော်တို့ခုခံစနစ်အတွက်မရှိမဖြစ်လိုအပ်ပြီးတော့ယောဂါပိုးတွေကိုတိုက်ထုတ်တဲ့ပနိပစ္စည်းတွေကိုထုတ်လုပ်ပေးတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် protein တက်အလုံးလောက်မရရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်ကိုခန်းစနစ်ကိုအားနည်းစေပြီးတော့မကြာခဏအေးမိတာတွေယောဂပိုးဝင်တာတွေနဲ့ဖြားနာတဲ့အခါမှာနလန်ထကျင်ပိုးကြလာနိုင်ပါတယ်ခနာကွာတ िश ူတွေကိုပြပြင်ဖို့နဲ့ဆေးသစ်တွေတည်ဆောက်ဖို့အတွက်ပရိုတင်းဓာတ်ကိုအသုံးပြုတဲ့အတွက်ကြောင့်မို့အနာကျက်နှဲတာကလည်းတခြားလက္ခဏာတွေရဲ့ဖြစ်ပါတယ်။နံပါတ်၄ချက်ဉာဏ်ရတော့တကယ်လို့ပရိုတင်းဓာတ်ချွတ်တက်လာမယ်ဆိုလို့ရှိရင်ဖိုးရောင်နာတွေရောင်ရမ်းနာတွေခနာကိုမှဖြစ်တတ်ပါတယ်။ ဖုံးယောင်ချင်းတွေကသူတဲ့ဖြင်းတော့ဒီခြေတော့ခြေချင်းဝင်းနဲ့ခြေဖွားတွေမှာဒီရောင်ရမ်းမှုတွေဖြစ်လာတယ်ဆိုလို့ရှင်တော့ပရိုတင်းတက်ထွက်တဲ့ခြင်းရဲ့လူတီနည်းတဲ့လက္ခဏာတစ်ခုလေးဖြစ်ပါတယ်ကျွန်တော်အမ်ဘူမင်လုံးခေါ်ရဲပေါ့နော်သွေးထဲမှာရှိတဲ့ပရိုတင်းတွေကအရင်မျှတမှုကိုထိန်းချုပ်ပေးတာပဲဖြစ်ပါတယ်အဲ့ဒီပရိုတင်းတက်တွေလုံးလုံးလောက်လောက်မရရှိတဲ့အခါမှာအဲ့ဒီအရည်တွေကတ िश ူးတွေထဲမှာစုပုံလာစေပြီးတော့တိတိတသာရောင်ရမ်းမှုကိုဖြစ်လာစေတာပဲဖြစ်ပါတယ်နံပါတ်5ချက်အနေနဲ့ကတော့ပရိုတင်းတက်ထွက်တဲ့မေဆိုလို့ရှင်တော့ အချိုရသာကိုလိုချင်တမမှုတွေပိုများလာမယ်ပြီးတော့အစာစားခြင်းစိတ်ကိုပိုပြတိုးလာစေမှာပဲဖြစ်ပါတယ်ကျွန်တော်အထူးသဖြင့်ကတော့ချိုရရပါရှိတဲ့အစာအစာတွေကိုအဆက်မပြတ်တောင်းတနေမိတယ်စားခြင်းစိတ်တွေအမြဲတမ်းဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒါဟာခန္ဓာကိုယ်မှာပရိုတင်းတက်ချွတ်တဲ့မှုကိုအချက်ပြတဲ့လက္ခဏာပဲဖြစ်ပါတယ် ပရိုတင်းတက်ကသွေးရည်ကြားတက်ကိုတည်ငြိမ်အောင်ထင်ထနိုင်တာပဲဖြစ်ပါတယ်။တကယ်တော့ပရိုတင်းတက်ထွက်တက်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ခန္ဓာကိုယ်ကနေစွန့်အမြန်ပြင်ဆင်ပေးဖို့အတွက်ဆိုလို့ရှိရင်ဒီဆာလောင်မှုနဲ့ချိုတဲ့အစားအစာတွေပေါ်မှာတမတ်မှုတွေကိုဖြစ်ပေါ်စေပြီးတော့သွေးရည်ကြားတက်ကိုအပြောင်းအလဲဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။နံပါတ်6အချက်အနေနဲ့ကတော့ပရိုတင်းတက်ထွက်တဲ့မယ်ဆိုလို့ရှိရင်ကြက်သားဆုံးရှုံးမှုတွေနဲ့အဆင့်မြင့်နာကျင်နာတွေဖြစ်တတ်ပါတယ်။ ထူးသဖြင့်ကတော့ကျွန်တော်တို့အသက်ကြီးလာတာနဲ့အမျှကြွက်သားသူကိုထင်ထင်ဖို့အတွက်ပရိုတင်းတက်ကမရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်ခနာကောကကျွန်တော်စားတဲ့အစားအစာကနဲ့ပရိုတင်းတက်လုံလောက်စွာမရတဲ့အခါမှာစွန့်ရင်အတွက်ကြွက်သားတိရှိတွေကိုဖြိုခွဲပြရပါတယ်။အဲ့လိုဖြိုခွဲပြလိုက်တဲ့ကြွက်သားတွေရဲ့အဓိကလုံဆောင်မှုတွေကအစစ်တွေကိုထောက်ကူပေးပြီးတော့ကူရှင်နေနဲ့ထောက်ကူပေးတဲ့အတွက်ကြောင့်မို့ကြွက်သားတွေကိုအာရုံခြင်းအားနေခြင်းနဲ့အစစ်မြစ်ကြိုက်ခဲခြင်းတို့ကိုဖြစ်ပေါ်လာစေတာပဲဖြစ်ပါတယ်။ ကျတော့တွေ့ရတဲ့ဆုံးရှုံးလာမယ်အစ်စ်တဲ့မင်းမသားဖြစ်နေတာကိုသတိထားမိမယ်ဆိုလို့ရှင်တော့ဒါဟာ protected ချွတ်တဲ့ခြင်းရဲ့တရားခံဖြစ်နိုင်ပါတယ်အဲ့တို့ကြောင့်မို့ကျွန်တော်အစ်စ်မြင့်တဲ့နာရာမျိုးကျတော့တွေ့ရတဲ့ဆုံးရှုံးနာမျိုးဆိုလို့ရှင်တခြားသောအကြောင်းအရာတွေပြင် protected ချွတ်တဲ့ခြင်းကိုလည်းသတိပြုမိဖို့လိုမှာပဲဖြစ်ပါတယ်နမခွန်ချက်နေနေရတော့စိတ်ပြောင်းလဲမြန်နာတွေနဲ့စိတ်ပိုင်းဆိုင်ရာအနေနဲ့ဒီစိတ်မကြည်လင်မှုတွေများနေမယ်ဆိုလို့ရှင်တော့ဒါဟာ project ချွတ်တဲ့မှုရဲ့လက္ခဏာပဲဖြစ်ပါတယ် ပရိုတင်းဆိုတာကစေပန်းဆိုင်ရာထိန်းချုပ်မှုနဲ့စေပန်းဆိုင်ရာကျန်ရင်ပြသမှုတဲ့တာဝန်ရှိတဲ့အုံနောက်တွေမှာရှိတဲ့ဓာတ်ရုပ်ပစ္စည်းပေါ့နော်နျူထရိုထရန်စမစ်တာတွေထုတ်လို့ရမှာအဓိကအခမ်းကဏ္ဍကနေပါဝင်နေတာပဲဖြစ်ပါတယ်ပရိုတင်းတက်ထွက်တယ်မယ်ဆိုလို့ရှိရင်နော်အာယုံကြောတက်စာတွေကမညင်မြမှုတွေကိုဖြစ်ပေါ်လာစေပြီးတော့စေပြောင်းလဲမြန်တာတွေစိတ်တူတာတွေအာယုံဆူးဆဲရခက်ခဲတာတွေကိုဖြစ်စေနိုင်တာပဲဖြစ်ပါတယ် အယုံစူးစိုက်ရခက်ခဲတာတွေနဲ့ဒီမကြခဏစိတ်တက်ကြနေတယ်လို့ခံစားနေရမှာလို့ရှိရင်တော့တခြားအကြောင်းအရာတွေအပြင်ဒါဟာပရိုတင်းတက်စားသွမှုညှင်းခြင်းရလက္ခဏာတရားလေးဖြစ်နိုင်ပါတယ် နမရှိအချက်အနေနဲ့ဆိုလို့ရှင်နော်ပရိုတင်းတက်ချွတ်တယ်မယ်ဆိုလို့ရှင်နော်အရေပြပြဿနာတွေဖြစ်ပေါ်တာပါတယ်ကျွန်တော်အရေပြကျန်းမာရေးကအရေပြဆေးတွေဖန်နေပုံနဲ့ပြုပြင်ဖို့အတွက်မချင်းမဖြစ်လိုအပ်တဲ့ပရိုတင်းတွေပေါ်မှာများစွာမှုတွေနေလို့ပဲဖြစ်ပါတယ်ပရိုတင်းတက်ချွတ်တယ်မယ်ဆိုလို့ရှင်နော်အရေပြ၆သိတာတွေကွဲအပ်တာတွေပြီးတော့အရေပြအရေကွန်ကာရာတွေကိုဖြစ်စင်နိုင်တဲ့အပြင်အဖုတွေရာရဏတွေကိုပို့ပြီးတော့တိုးမြင့်လာစေနိုင်တာပဲဖြစ်ပါတယ် ။ဒံယအနန္တရဖြစ်တာမျိုးဒီချစ်မိခိုင်းမိတာမျိုးတွေဖြစ်လာမယ်ဆိုလို့ရှိရင်တော့အနာကျက်ဖို့အချိန်ပိုကြာရတဲ့အတွက်ကြောင့်မို့ဒီချက်ကိုလည်းတတိထားသင့်ပါတယ်။နံပါတ်6ချက်နေနေကတော့ဒီ project ထွက်တယ်မယ်ဆိုလို့ရှိရင်တော့ကလေးတွေမှာကြီးထွားမှုနှိကွေးတာတွေဖြစ်တတ်ပါတယ်။ ကျွန်တော်တို့ဒီကလေးတွေနဲ့စေချောသက်တွေမှာပေါ့နော်ဒီပရိုတင်းတက်ကကြီးထွားမှုနဲ့ဖြံပြောမှုတွေမရှိမဖြစ်လိုအပ်တာပဲဖြစ်ပါတယ်ကလေးရဲ့အစားအသောက်တွေထဲမှာပရိုတင်းတက်ချွတ်တယ်မယ်ဆိုလို့ရှင်နော်ရုပ်ပိုင်းဆိုင်ရာအနေနဲ့ကြီးထွားမှုကိုထိခိုက်စေနိုင်ပြီးတော့ဒီကြီးထွားမှုပုညက်ထားတွေအရက်နှိမ့်တာတွေနဲ့ဒီဖြံပြောမှုနှောင့်နှဲတာတွေဖြစ်စေပါတယ်ကလေးတွေမှာမျှော်မထားတဲ့အတိုင်းမကြီးထွားဘူးဆိုလို့ရှင်နော်ဒါဟာပရိုတင်းတက်အစားအသောက်မှုမှာဒီအလွန်အားနည်းနေတဲ့အတွက်ကြောင့်အဲ့ဒီအချက်ကိုလည်းထည့်သွင်းစဉ်းစားရမှာပဲဖြစ်ပါတယ် နံပါတ်30အချက်အနေနဲ့ကတော့ project ထွက်တယ်မယ်ဆိုလို့ရှိရင်တော့အသေးအစီဘုံချင်းတွေဖြစ်တတ်ပါတယ်အသေးအစီဘုံချင်းဆိုတာကအသေးထဲမှာအစီတွေစုပုံနေတဲ့အခြေအနေဖြစ်ပြီးတော့မကူတာပဲထားမယ်ဆိုလို့ရှိရင်တော့အသေးရောင်ရမ်းတာတွေနဲ့အသေး6ချင်းတို့ကိုဖြစ်စင်နေတာပဲဖြစ်ပါတယ်သူတပြင်းကတော့ကာဗွန်ဟိုက်ဒရိတ်များတဲ့အစာအစာတွေနဲ့ပရိုတင်းတက်နေတဲ့အစာအစာတွေကိုစားသုံးမိမယ်ဆိုလို့ရှိရင်တော့အာဟာရထွက်တဲ့မှုပြင်ပရိုတင်းတက်ထွက်တဲ့မှုပါပိုပြီးတော့ရရှိလာမှာပဲဖြစ်ပါတယ်။တကယ်လို့ ဒီအသေးပြဿနာတွေရဲ့လက္ခဏာတွေခံစားနေရမယ်ဆိုလို့ရှိရင်တော့ protein တက်ချွတ်တဲ့ခြင်းရဲ့လက္ခဏာလေးဖြစ်နေတဲ့အတွက်ကြောင့်မို့အဲ့ဒီချက်ကိုလည်းတတိထားသင့်ပါတယ်ကျွန်တော်ခုပြောပြရတဲ့အကြောင်းအရာလေးကတော့ဒီကျွန်တော်ရဲ့လူခန္ဓာကိုယ်မှာပရိုတင်းတက်ထွက်တဲ့မင်းဆိုလို့ရှိရင်အသားဓာတ်ပေါ့နော်ဖြစ်ပေါ်လာတတ်တဲ့ ခန္ဓာကိုယ်ရဲ့လက္ခဏာတွေကိုပြောပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖိုင်လေးတွေကိုနားထောင်ပေးပြီးတော့ကြတော့ဂျာမန်ရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျာမန်ရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ဂျာမန်ရဲ့ဘုဒ္ဓတာတွေတိုးပွားပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။